အနန္တအယိတ်အဖေ့ကျေစုတရားတော်ဘာတရားပါလိမ့်မယ်အမေကျေစုလည်းများပါတယ်အဖေ့ကျေစုလည်းပဲများပါတယ်အမေကျေစုကိုအထူးပြုပြီးတော့ဥစဉ်တို့ဟောထားတဲ့တရားတွေများစွာရှိခဲ့ပါပြီဒီကနေ့ညအဖေ့ကျေစုဟောလို့အမေကျေစုတွေ ြောတာနဲ့အမေဂျေဇုဟာအဖေဂျေဇုလောက်မများဘူးလားလို့အမေတို့ကဒီလိုမထင်ပါနဲ့နော်သူမနိုင်တာမေမြတ်တာဆိုတဲ့နာမည်နဲ့အမေကျေးဇူးတွေကိုအထူးပြုဖော်ကျူးလို့ဟောထားပါတယ်။အမေဟာမိဘဆိုတဲ့ခေါင်းစဉ်နဲ့လည်းဟောထားပြီးပါပြီ။အမေရွှေလက်ဒီပက်ခက်ဆိုပြီးတော့လည်းပဲဦးဇင်းတို့ဟောခဲ့ပါတယ်။မိဘမေတ္တာကောင်းငင်ပြဆိုပြီးတော့လည်းပဲဟောထားပါတယ်။ အမေပြုံအလှဆုံးဆိုပြီးတော့လည်းပဲအမေကိုဂုံပြုလို့ဟောထားပါတယ်ဒီကနေ့ညမှာတော့အဖေကိုအထူးဂုံပြုတဲ့အနေနဲ့အဖေရဲ့ကျေးဇူးတန်ဖိုးတရားတွေကိုလည်းပဲနားလည်သိရှိခံစားနိုင်ကြပါစေအမေကိုချစ်တတ်တယ်လို့အဖေကိုလည်းပဲမျက်မျက်နှုံနှုံတန်ဖိုးထားပြီးတော့ချစ်တတ်ကြပါစေလို့အားလုံးသားတို့သမီးတို့အတွက် မိဘရဲ့မေတ္တာတရားတွေကိုအချိန်မီအခါမီသိပြီးတော့အမေကျေစုရောအဖေကျေစုရောဆက်နိုင်ကြစေရန်ရည်တမ်းပြီးဟောကြားအပ်တော်တရားတော်ဖြစ်ပါတယ်။ကောင်းစဉ်လေးပေးလိုက်ပါ အနန္တအရေးအဖေကျေစုတရားတော်ဘာတရားလဲ။ဖေးကျေးဇူးကိုဦးစင်းကအနန္တအရေးလို့တင်စားထားတာအနန္တအရေးတဲ့ မိသားစုတစုအတွေ့အဖြစ်ရဲ့အရေးဟာအဆုံးပိုင်းခြားအကန့်အသတ်ရှိပါဘူး။အမတန်မှအရေးကြီးတယ်အဖြစ်ရဲ့အရေးအောက်ပါငြိမ်းချမ်းမှုကိုရတယ်လုံခြုံမှုကိုရတယ်အေးချမ်းမှုကိုရတယ်အဖြစ်ရဲ့အရေးဟာဘလောက်ထိတာသွားတယ်လဲဆိုလို့ရှိရင် အဖေရဲ့ဂုံသိခါကြီးကြီးကြီးသလောက်မြင်မှားရင်မြင်မှားသလောက်ထိုသားသမီးတို့မှာခုံမြောက်တယ်လူလေးစားမှုခံရတယ်ကြောက်ကြတယ်ယူသေးကြတယ်လေးစားကြတယ်ဘောအဖေရဲ့အရေးပရိသတ်ကြီးဘသူအရေးလဲအဖေရဲ့ ခင်မွန်းတဲ့ရဲ့အရေးကြောင့်ဇနီးမာလေပြိတ္တကြီးဂုံအတရေရှိလို့လူတကာကမောမကြည့်နိုင်တော့အောင်အဲ့ဒါတော့ဒီခုံမြောက်ပြီးတော့အရေးကြီးပါလေဗျာဘယ်နေရာသွားသွားဘယ်မျိုးမှာပဲသွားသွားဘသူသာသမီးတဲ့ဟေးဆိုလို့ရှိရင်အဖေရဲ့ခုံရှင်ဝါကြီးရင်ကြီးသလောက်သာသမီးမှလည်းပြိတ္တရဲ့ခုံရှင်ဝါတွေကြီးပါတယ်မကြီးပါဘူးလား အဲ့တော့အဖေးရဲ့အရေးအဖေးရဲ့တန်ဖိုးဟာပရိသတ်ကြီးတန်ဖိုးဖြတ်လို့ရမှာလားမရပါဘူး။ဒါကြောင့်အနန္တအရေးတို့တင်စားလိုက်ရပါသည်။ဘာလဲတော့ဣတရာဒေသနာတော်ကိုမဟောကြသေးခင်မနာကြကြသေးခင်တရားပိုင်ရှင်သုံးလောကတော်တာရှင်တော်ဗုဒ္ဓမြတ်ဗျာဤဂုဏ်တော်ကျေးဇူးတော်တွေကိုဖွဲ့စွာတည်ကျူးပူဇော်တာတဲ့ဂုဏ်တော်ဘွဲ့က ရှိဥစွာဘုရားရှင်ကိုရောင်မြတ်ကိုရိုသေမြန်တို့လည်းအချီမိုးလို့ရှိကိုပူဇော်ကြရကြရအောင်တရားဟောတဲ့ဓမ္မဂတိကပုဂ္ဂိုလ်ကဓမ္မသနပလင်ပေါ်မှအနေ၍ကရုဏာပညာနှစ်ပါးဖြင့်ချီးကျူးကိုရောပူဇော်အပ်သောမဟာပနာမဝန္ဒနာဂါထာဖြင့်ဖျားရှင်ဤဂုံတော်ကျေးဇူးတော်တွေကိုရွတ်ဆိုရှိခိုးပူတော်သွားသည့်အခါမှာ တို့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့တွေကလည်းတို့ကိုယ်တိုင်ဘုရားရှင်ကုံတော်ကြီးစုတော်တွေကိုရွတ်စွာရှေခိုးပူဇော်နေရတယ်လို့အာယုံယူလည်းရဲ့ကြီးညိုတတ်တာပွားများပြီးတော့ထားလိုက်ကြပါမိမိတို့ရဲ့စိတ်ဝယ်မှာနှလုံးသားမှာဖျားတယ်လို့မို့ ဗုဒ္ဓံဥဒတိဘာဝနာပွားများတော်မူလိုက်ကြပါကရဏသီတလဟတယပိညာပိသောဒဝိယဒမောဟဓမ္မံသနရမရလောကကရုံဝန္တိသူကတံဂတိဝိမုဒ္ဒံဧတ <laughs> ုခိတဟွန်တုပါဏိနောကရုဏာတိတလတယမဟာကရုဏာရောမြတ်အတွင်တည်းဖြင့်လာလပွေလျာအေးမြစီပင်ကြည်လင်သောရွှေစိတ်နှလုံးတော်လည်းရှိတော်မူပေတာသောပညာပိသောတဝိယတမောဟဓမ္မအရဟတမ စိမိရောင်ဖြင့်အဝိဇ္ဇာတိဟုသောမိုက်မောင်ဟုပဲပြောက်တော်မူပြီးတသောသနရမရလောကကရုံလူနှင့်တကွာသောတတ္တလောကလုံး၏ညောယောခိုင်အလေးကရပြုတိုက်သောဆရာတဆူဖြစ်တော်မူပါပေတသော တိဝိမုဒ္ဒံဒေဝမနုဿာနိရယာနေပေဒတိရိစံလာယအရှိငါတသောဂတိမလေအထုသဖြင့်ကင်လောတော်မူမိတာသောဒုက္ကတံစကား၆ခွန်လူ၌ထွန်လေ နခွန်ကိုသာအကျိုးရှိရာကိုကောင်းစွာမသွေဆိုတော်မူတတ်ပါမိတတော်ဗုဒ္ဓသစ္စာ၄ပါးမြတ်ရားကိုပြတ်သားခြင်းတည်းသိမြင်ပေတတ်ဘုရားရှင်ကိုတော်မြတ်ကြီးကိုဤလေဩဣစလိနှုတ်တန်ရှိလျက် ရွှင်ကြည်မနောသုံးပါးသောပဏာမတို့ဖြင့်ဟောဓမ္မအများသူငါပေးရန်ွာ၍ချမ်းသာစေကြောင်းဆုမွန်တောင်းလျက်အိုကောင်းညိုကျိုးလက်အုပ်မိုးကရှ िख ိုးဦးညွှကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရား ဤသို့နှုတ်တန်ဖော်ထုတ်ပြန်၍ဟောမန်တော်ဝစီမင်္ဂလာသစ္စာစကားကို ပြောဆိုရနေသောကြောင့်ပါဏိလောမြာနာတောင်းတောင်းလူနတ်မြမာတတဝါပေါင်းတို့သည်ဒုခိတကိုရောစိတ်ပါချမ်းသာခြင်းရှိကြပါကုန်သည်ဖွန်တူဖြစ်ကြပါစေကုန်သတည်း နေတော်ခါစားစရာကသိမှလည်းကင်းချင်းရကုန်သည်ဟွန်တူဖြစ်ကြပါစေကုန်တည်းနေဗယာစပိယခသိမှလည်းကင်းချင်းရကုန်သည်ဟွန်တူဖြစ်ကြပါစေကုန်တည်းအာတောကစမညိုမမိန်တကိုရှိ၍စိုးရိမ်မ ချဘူးဆွေကိုကြွေးခြင်းမှလည်းกินဝေးကြကုန်သည် ဟောတူဖြစ်ကြပါစေကုန်တည်းဟောတူယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်တဲ့မေတ္တာအရှင်အဝါကြောင့်အချိန်မကြာကိုစီကိုငါဖြစ်တော်မူကြပါစေကုန်တည်း လုံးပရိသတ်ကြီးအနန္တ၅ပါးရှေခိုးကြောရအောင်တညီတည်းလိုက်ဆိုကြဘုရားဟုံတော်မန္တာမြို့ပူဇော်ပါဤအရှင်ဖရာပူဇော်ပါဤရှင်ဖရာအဲအလုံးစွာလိုက်ဘုရား ပူဇော်ပါ၏အရှင်ဘုရားဆရာဘုံတော်မန္တာမြို့ပူဇော်ပါ၏အရှင် လုံးသောတရားရှိခင်သူတော်စင်ပေါင်းတို့ယခုအချိန်မှစတင်၍မိမိတို့လိုလားမြတ်တာသောဣရိယာပုဖြင့်ဈာမာယိအယသသာသလိုစိတ်ချမ်းသာသလိုထိုင်ပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာနဲ့တရားဓမ္မများကိုယူသိလေးစားစွာဖြင့်မှတ်မှတ်သားသားနာကြားနိုင်ကြပါပြီဒီကနေ့ညဆင်ခြင်းပါတဲ့ မောရဂိဝရက်ွယ်ယရဏတယပုဇကအသိဉ္ဇ9နှစ်ပြည့်ပစ္စမအချိန်မြောက်ဆင်းရဲခြင်းပါတဲ့ဓမ္မသဘင်မှာတော်ဝင်နှံစတုမိသားစုရဲ့မြတ်ဌာနကောင်းမှုဖြင့်ဟောကြားအပ်သောတရားကောင်းစဉ်လေးကပရိသတ်ကြီးပါတယ်လေဗျာဟောဗျာအဖေဂျေဇူးလေးကိုပြီးအောင်မပြောနိုင်ကြဘူးမေ့ညာနေကြလားမသိပါဘူး န္တန္တအယိတ်အဖေ့ကျေစုတရားတော်ပြောစမ်းပါဦးမန္တန္တအယိတ်တရားတော်ဒီပါဒီလိုလုပ်ပါအဲ့ဒါမှအဖေတို့အားရှိမှာမင်းတို့သူ့အမိနဲ့သူသားသမီးတွေကြီးပြောနေလိုက်ကြတာဒီတော်တို့သတိမရပါဘူးသူ့အမိနဲ့သူသားသမီးတွေပြောနေလိုက်ကြတာတပည့်တော်တို့တော့သတိမရပါဘူးဖခင်ကြီးတွေပြောတန်ကြတာ အဲ့တော့ပြိတဲ့ကြီးအမေကိုချစ်တတ်ရင် အဖေကိုလည်းပဲချစ်တတ်ရမှာပေါ့မှန်ရလားပြိတဲ့ကြီးအမေကျေးဇူးများတယ်လို့ဖခင်ကြီးများလည်းကျေးဇူးမများဘူးလားအဲ့တော့ပြိတဲ့ကိုကြိုပြောထားမယ်တချို့ကအဖေမကောင်းတာတွေအများကြီးပြီးတော့အဖေဆိုစကားတွေကိုထက်မပြောဘူးတချို့မရှိဘူးလားအဲ့တော့ဦးစင်ကြိုပြောထားခြင်းနဲ့ဆိုတာက မြင်းမို့တောင်ကြီးဟာအကြီးကြီးပါမြင်းမို့တောင်လောက်ကြီးမားတဲ့ကျေးဇူးတရားတွေကိုပရိသတ်ကြီးမျက်ွယ်ပြုတ်ပြီးတော့အမေမကောင်းတဲ့အပြစ်ကလေးအဖေမကောင်းတဲ့အပြစ်ကလေးကိုဂျိုးမယ်ဖွဲ့ပြီးအဲ့ဒီတံပိုးကြီးမားတဲ့မြင်းမို့တောင်ကြီးကိုအပြစ်ဆိုတဲ့ဇီးစီလေးနဲ့ပေါက်မယ်လို့တော့မကြိုးစားပါနဲ့ဟုတ်စင်တို့ဟောဖို့ပါလေအမေမကောင်းဘူးအဖေမကောင်းဘူးသူတို့ကတပည့်တော်တို့ကိုပြစ်ထားတာဗျာတောင်းဝမကြည့်ဘူး တချို့လူငယ်တွေပြိဋ္ဌာန်ကြီးပြောတယ်အဲဒါကြောင့်အမေလည်းမခေါ်နိုင်ဘူးအဖေလည်းမခေါ်နိုင်ဘူးတပည့်တော်တို့ဒီလိုပြစ်လာတာကိုချီဘွားကိုရက်လာတာအမေလည်းပြောသေးတယ်ဗျာတချို့ပြောတာလည်းမရှိဘူးလားအမေကလည်းအရင်ကမပေးလိုက်ပါဘူးအဖေကလည်းအရင်ကမပေးလိုက်ပါဘူးအဲဒီလိုပြောတယ် အဲ့တော့ပြိတ္တရေသူတို့ဆိုလိုချင်တာကငယ်စဉ်တောင်ကြီးမှာအမေဖေကပြစ်ထားတဲ့ကလေးတွေမှာစိတ်မှာဒဏ်ရာရတယ်ရပြီးတော့ပြိတ္တကြီးရေအဲ့ဒီမှာအတိညာဉ်မဲ့တဲ့စိတ်နဲ့အမေကိုအဖေကိုအပြစ်ပြောတာကြတယ်အဲ့တော့တားငယ်တမီးငယ်လေးများတားတို့တမီးတို့ ရှင်နေမင်းဟာမေတ္တာရခံခြင်းပါလေမပြောပါနဲ့အမေဟာ အမေပါပဲအဖေဟာအဖေပါပဲလောကကြီးထဲမှာလက်ညှိုးထိုးပြစရာအမေဟာလည်းတယောက်သေးပါအဖေကလည်းပြပြီးတော့မြန်ပြောပြီးတော့စကားကုံသွားတော့အချိန်ကွယ်လွန်သွားတော့မိဘအဲ့ဒါဘယ်တော့မှပြိတ္တကြီးနောက်ပြန်လာတယ်လို့မရှိဘူးအစားပြန်ရတယ်လို့မရှိဘူးပြစ်လိုက်တဲ့မြန်နောက်ပြန်လာသလား ပြောပြီးတဲ့စကားပြိတ္တကြီးကျွန်နှစ်သွားရင်နှုတ်ဖို့ခက်တယ်နားလည်လားဗျာကုံသွားတဲ့အချိန်ပြိတ္တကြီးပြန်ရသေးလားဒီတသက်တာမှာဒီကနေ့အဖို့၈နာရီဆိုတာမရနိုင်တော့ဘူးရနိုင်သေးရဲ့ ။တင်းသေးတွေပုတ်ရင်ထုတ်ပြလို့ရတယ်။သားသားတွေပုတ်ရင်မြုပ်ပြလို့ရတယ်။ကုံသွားတဲ့အချိန်ဘာနဲ့မှပြိဿကြီးအစမ်းထိုးလို့ပြန်မရဘူး။အဲဒါကြောင့်အချိန်ကို ဖြုံးရင်ဘဝမှာပုတ်တိုးစေသောအချိန်များဖြစ်သွားပြီးတော့ပြိဿကြီးရောက်လာတိုင်းသောအချိန်ကိုသုံးရင်သုံးမသုံးရင်ဆုံးရှုံးသွားတာပါပဲဗျာ။အချိန်ရဲ့တန်ဖိုးနားလည်သေးပါ။မှန်ရလားဗျာ။ အဲ့ဒီအချင်းရဲ့တံပေါ်နားလဲသလိုပရိသတ်ရဲ့မိဆိုရလဲဘဝမှာတယောက်တည်းပါအဖေဆိုရလဲဘဝမှာတယောက်တည်းပါအဲ့ဒီအမေတို့ပေတို့ွယ်လွန်သွားပြီဆိုရင်ဖြင့်ကိုယ်အတွက်မှာဘယ်နည်းနဲ့မှအစားထိုးလို့မရနိုင်တော့ပါဘူးမှန်လားဒါကြောင့်လေဘုရားရှင်ကိုရောမြတ်ကမိဘနှစ်ပါးဆိုရသက်ရှိမြမကြီးတွေနဲ့တူတယ်လက်ဦးဆရာမြေတိုင်းစွာသာပုပ္ပါစရိယာမိနေဖာ လူဘဝရဲ့လိုရောက်လာပထမဆုံးသော